လေဘယ်လိုပြောမလဲဆိုကြတော့อืมပြောမင်းဟာစက်ဖြားနေမိသားအော်တရိယာပြီ ဒီနေ့မှာတော့အမြင်မေတ္တဲသူတွေအုံနောက်မညံကောင်းချင်တဲ့သူတွေနဲ့စိတ်ပစ္စည်းမှုများပြီးတော့အမြင်စိတ်မကြည်လင်ဖြစ်ရတဲ့သူတွေတောက်တင်တဲ့စီအတုံးတဲ့တဲ့စီအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျမကတော့မပွင့်ဖြူဝင်မှာဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်။အသက်ကြီးလို့မေတ္တဲ့သူတွေ အသက်မကြီးလည်းမေ့တာပဲပေါ့နော်ကျွန်မအပါဝင်ပါစာချက်ပြီးတော့မိမိသွားတယ်ဆိုတဲ့သူတွေပညာကောင်းခြင်းတဲ့သူတွေစိတ်ဖြည့်စည်းမှုများပြီးတော့လူကလမ်းဒီလဲလှုပ်လို့မရ record လဲခေါ်မရတဲ့သူတွေအလုံးမှာကြောင်းမှာလူတွေကြားမှာ focus လဲမရ concentrate လဲမလုပ်နိုင်ဖြစ်နေတဲ့သူတွေအတွက် stress ရောဖို့ ခေါင်းကြည့်ဖို့ဆိုရင် adapt fighter ကိုတစ်နေ့တစ်လုံးအစာစားပြီးတော့တောက်ပြီးလို့ရပါတယ် adapt fighter ကိုဘာလို့တောက်လို့ရတာလဲဆိုကြတော့အုံနောက်ရဲ့အလုံးလောက်တာတွေကိုပို့ကောင်းဖို့အထောက်ပံ့ဖြစ်ဖို့ရအတွက်ဘာတွေကပံ့ပိုးကူညီပေးနိုင်မလဲဆိုပြီးတော့ကျွန်မရှာကြည့်လိုက်တဲ့အခါမှာကျွန်မတို့သိပြီးဖြစ်တဲ့ omega 3 fatty acid တွေဖြစ်တဲ့ DHA EPA လိုအပ်တာအပြင်ပေါ့နော်အရေးပါတဲ့နောက်ထပ်တစ်ခုကိုလည်းတွေ့ရတယ်အဲ့ဒါကတော့ phosphatidyl serine ယ်ဖြစ်ပါတယ်အဲ့ဒီ prosperity time series ကဒီကျမတို့ memory loss ဖြစ်တာမှာဆိုရင်ပေါ့နော် short term ရော long term ရော loss ဖြစ်တာကိုတတ်တာစီပြီးတော့ new memory ဒီအစ်စ်အစ်စ်တော့မှတ်ဉာဏ်တွေကိုလည်းပို့ပြီးတော့ကောင်းလာစေတယ်တနည်းအားဖြင့်အုံနောက်ကိုလမ်းပို့လုံနိုင်အောင် ပေါ့နော်ပြန်ပြီးတော့မှတ်မိအောင်လုပ်ပေးနိုင်တယ်ပုံမှန်ဆိုရင်တော့ကျမတို့ခန္ဓာကိုယ်က prosperity time series ကို ထုတ်နိုင်နေပေါ့နော်ဒါပေမဲ့ B12 folic acid omega 3 fatty acid acid တို့ခန္ဓာကိုယ်ကချုပ်တက်လာတယ်ဆိုလို့ရှိရင်တော့ phosphatidine series ကို ထုတ်နိုင်တာကလျော့လာတယ်အဲ့လိုမျိုးလျော့လာရေးဆိုလို့ရှိရင်ခုနကပြောတဲ့မှတ်နိုင်စွမ်းသင်နိုင်စွမ်းလုံနိုင်စွမ်းတွေကကျလာတယ် အရင်တုန်းကတော့ဒီ DHA เนี่ย First Party Design Series ကို Depression လိုမျိုးပေါ့เนาะစိတ်ပိုင်းဆိုင်ရာပုံမမှန်တာစိတ်တက်ကြတာဒီမှာတုံးခဲ့ကြတယ်အခုနောက်ပိုင်းကျတော့ Stress များပြီးတော့စိတ်မကြည်လင်တာအုံနောက်မှညံယောနေတာမိတက်တာတွေမှာလည်းတော်တော်လေးအကျိုးဖြစ်တာကိုရှာဖွေတွေ့ရှိခဲ့ကြရတယ်။လူကြီးတွေအန်ဆိုင်မှာရှောကတဲ့တွေ is related cognitive decline လို့ခေါ်တဲ့အသက်အရွယ်ကြောင်းလို့ပေါ့နော်။အုံနောက်ရဲ့အလုံးလောက်တာက ယွနေလာတာ depression ဖြစ်တာတွေကုသရမှာဆိုလို့ရှိရင်အကျိုးရှိလာတယ်။ဒါကြောင့် omega 3 fatty acid တွေဖြစ်တဲ့ DHA EPA ရဲ့အပြင် ခုနကပြောတဲ့ phosphatidine series ပါတဲ့အားစီးကိုရှာကြည့်လိုက်တော့ဒီ adapt fighter ကိုတွေ့တယ်။သူထဲမှာဆိုလို့ရှိရင် EPA က120 mg DHA က180 mg phosphatidine series က100 mg ပါတော့ကြတော့နေစဉ်တောက်လို့အဆင်ပြေတယ်။ဒီအားစီးကိုလူကြီးတွေနဲ့မဟုတ်ဘူး ူလူငယ်တွေလည်းတောက်လို့ရတယ်စာသင်နေရတယ်ကျောင်းသားလူငယ်တွေအလုပ်ပင်ပန်းစိတ်ပင်ပန်းရတယ်လူငယ်လူရွယ်တွေခေါင်းကြည့်ဖို့စတက်တန်ခံနိုင်ဖို့ မှတ်ဉဏ်ကောင်းဖို့အတွက်တောင်းလို့ရတယ်။အခုလိုအချိန်မှာ strap ပေါင်းများစွာရှိပြီးတော့အမြဲစိတ်ရှုပ်နေရတဲ့စီးပွားရေးလုပ်ငန်းလုပ်နေရတဲ့သူတွေအိမ်မှာရှိတဲ့လူကြီးတွေအပြင်ကျမတို့လိုအရွယ်တွေပါတောက်လို့ရတယ်ပြောလို့ရှိရင်တော့ adapt fighter ကိုလူတိုင်းတောက်လို့ရတယ်ဒါပေမဲ့သွေးကျဲစီတောက်နေရတဲ့သူဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်တင်ပါတယ်ကဲဒါလောက်ဆိုလို့ရှိရင်တော့အမြင်မေ့တတ်တဲ့သူတွေ အုံနောက်မညံကောင်းကျင်တဲ့သူတွေစိတ်ပစ္စည်းမှုများပြီးတော့အမြဲစိတ်မကြည်လင်နေရတဲ့လုပ်ငန်းမှာဥဆောင်နေရတဲ့သူတွေအတုံးတဲ့တဲ့စီလီအကြောင်းကိုတည်သွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပန်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်များဖို့ရအတွက်ဒီပို့စ်လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။